မြန်မာစတားပြိုင်ပွဲရင်တရားမမျှတမှုတွေကိုဖွင့်ချကပြိုင်ပွဲကနှုတ်ထွက်သွားတယ်မိခလာမြန်မာစတားပြိုင်ပွဲရင်တရားမမျှတမှုတွေကြောင့်တိုင်ဖြစ်ကနှုတ်ထွက်လိုက်ကြောင်းပြောလာသူကအဆိုတော်မိခလာပါမြန်မာစတားပြိုင်ပွဲဟာအမှန်တကယ်လေးရုပ်ပေါင်းဆုံးနဲ့တရားမျှတမှုမရှိဆုံးပြိုင်ပွဲလို့ဆိုရပါမယ်ချင်းစတားပြန်ဝဲကနေမြန်မာစတားပြန်ဝဲဆိုပြီးဖြစ်လာတဲ့ပြန်ဝဲစကလေးကနမဲကြီးအတန်နီးပြဖြစ်သလို အိဒီယက်ဖွဲကဆော်ရော်ရီမွန်ရဲ့မိခင်ဒေါခင်မြတ်မွန်ရဲ့အကြီးကျယ်ပြတနာတက်ခဲ့တာပါ။ဒါပြီးမြမစတားပြန်ပွဲဟာစောပိုင်းမှာဘော်ဒီ90ရာခိုင်နှုန်း၊ဒိုင်လူကြီး30ရာခိုင်နှုန်းဆိုပြီးပြောပေမယ့်နောက်ပိုင်းမှာတော့ငွေမျက်နှာနဲ့တူဒိုင်လူကြီးတွေရဲ့ရှားမှတ်ကိုဂယူမဆိုင်တော့ပဲဘော်ဒီများတဲ့သူကပဲနေရာပေးတာပါ။ဒါကြောင့်လေမြမစတားချင်းစုပြန်ပွဲမှာရေးချင်းရှိတဲ့လူတွေကထွက်သွားရကရေးချင်းမရှိတဲ့သူတွေကကျန်ခဲ့တာဖြစ်ပါရည်။ဒါပြီးကြီးစုသူတွေများလာအောင်ကျွမ်းမှာလှုပ်ဆက်တွေနဲ့ပွဲစုအောင်တပတ်ပြီးတစ်ပတ်လုပ်နေတာပါ။ ဒါကြောင့်လည်းမြန်မာစတားပြိုင်ပွဲကိုပြန်ခဲ့ကြတဲ့ယူဝေဖြိုးလင်းပြင်းဟင်းစားတဲ့ပြိုင်ပွဲဝင်တွေကိုယ်တိုင်မြန်မာစတားပြိုင်ပွဲရဲ့အခြေမကောင်းပုံတွေကိုဖွင့်ဟကနောက်နောက်မြန်မာစတားပြိုင်ပွဲနဲ့ပတ်သက်တော့ဘူးလို့ပြောကြတာပါဒီလိုမျိုးမြန်မာစတားရဲ့ရုံမာမှုတွေကြောင့်ခုခါမှာတော့မင်္ဂလာတရားမြန်မာစတားပြိုင်ပွဲရဲ့ဒန်လူချင်းဖြစ်ကနေနှုတ်ဆက်ထွက်ခွာသွားတာပါအထူးသဖြင့်ချင်းငယ်လိုချစ်စနိုးနဲ့ပရိသတ်တွေခေါ်ကြတဲ့တယောက်ဆောင်မင်္ဂလာဟာမြန်မာစတားရဲ့တရားမျှတမှုလုပ်ရက်တွေကိုသိမှတ်နိုင်တော့တာပါအဆိုတော်မင်္ဂလာဟာ စားတဲ့ပြောတဲ့နောက်တဲ့သူပါဒီလိုမျိုးဆိုတော့မိကလာဟာမြန်မာစတားပြိုင်ပွဲမှာခင်းတဲ့စားတဲ့ပြောတဲ့သလိုကျင်နာတရားကြီးမားကပြိုင်ပွဲဝင်တွေကိုဖိမမဆက်တန်တရာကြောင်းလေပြည်သက်ကြီးတွေကချစ်ခင်အားပေးကြပါရင်မိကလာမြန်မာစတားချင်းစုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဘယ်တော့မှပြစ်တင်တာထောက်ပြဝေဖန်တာမျိုးမရှိပဲအမြဲတမ်းကောင်းပြောကချီကျူတတ်သူပါမိဂလာဟာအတန်လေးတန်ကြောင်နေဆိုတာမကောင်းတဲ့ဆိုပြိုင်ပွဲဝင်ကိုတောင်မှဂျပန်ကချီကျူတတ်သူဖြစ်ပါရင်ဒါကြောင့်မြန်မာစတားချင်းဆိုပြိုင်ပွဲမှာမိဂလာကိုပြိုင်ပွဲဝင်နိုင်ကရောကြီးစုသူပြိသက်တရားပါချီးကျင်အားပေးကြပါရည်ဒီလိုကျင်နာသနာတဲ့တဲ့ပြိသက်ချစ်တော်ဆိုတော်မိဂလာဟာမြန်မာစတားပြိုင်ပွဲကနေရေချင်းရှိသူတွေထွက်ခွာသွားတဲ့အခါမှာတော့တရားမျှတမှုမရှိသလိုခံစားရတာပါဒါကြောင့်လည်းနှုတ်ထွက်လိုက်တာဖြစ်တယ်လို့ဆိုပါရည် ဒီကိစ္စနဲ့ပတ်သက်လို့မေကလာဟာအမှန်တရားကိုမဖုံးခွယ်ကျင်တော့လို့မြမစတာထိုင်ဖြစ်ကနေနှုတ်ထွက်လိုက်တာဖြစ်ကြောင်းသူမဟာအရာရာကိုငွေနဲ့ဆုံးဖြတ်ရတာမကြိုက်ကြောင်းပြောခဲ့တာဖြစ်ပါရင်မေကလာမီဒီယာအင်တာဗျူးတစ်ခုမှာချင်းငယ်စိတ်ထဲမှာအမှန်တရားရှိတယ်ချင်းငယ်ကမတွေ့တော့အလုံးကမေးကြတယ်ပြိုင်မဲဝင်လေးတွေကလည်းဝန်းနေကြတယ်လို့ဆိုပါရင် မေဂလာကမြန်မာစတားပြိုင်ပွဲမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတနေ့ဖွင့်ချမယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့မတရားအများကြတဲ့ပြိုင်ပွဲကိုလက်မခံနိုင်ကြောင်းဘသူကမှလည်းမကြောက်ကြောင်ပြောခဲ့တာပါ။မြန်မာစတားကပြိုင်ပွဲဝင်နေနေတော့သူမထွက်ခွာသွားတာကိုစိတ်မပြတ်ဝမ်းမနေကြဘို့နောက်တစ်ချိန်မှပြန်ဆုံဦးမှာပါလို့မေဂလာကပြောခဲ့တာဖြစ်ပါတယ်။ပရိသတ်တရားတော်မေဂလာစကားကိုပွင့်လင်းစွာပြောတဲ့သလိုမဟုတ်မကန်စိတ်ပြင်းနဲ့မြတ်တာတရားလေးကြီးမားကမလို့ပြိုင်ပွဲဝင်နေပေါ်လေစားကပရိသတ်စီကပုံတင်ငွေတွေကိုချူစားနေတဲ့မြန်မာစတားပြိုင်ပွဲကနှုတ်ထွက်လိုက်တာဖြစ်မယ်လို့ ြောကြားတာပါအချို့ကလည်းမိခလာအနေနဲ့စိုးကြီးကလေးကမြန်မာစတားပြိုင်ပွဲကတီးလို့ဆိုတာမသိခဲ့ဘူးလားအခုမှဒရမာခင်းနေဆိုပြီးပြောကြားတာပါဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောမြန်မာစတားပြိုင်ပွဲပေါ်မှာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်အပိနောက်ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနဲ့စိတ်ရည်တည်နဲ့အတူပြန်လာခဲ့ပါအောင်ရှင်